အားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့တားမြစ်နေမြပါဝင်တမလွန်မပေးစာဆိုတဲ့ဇလံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်ုပ်မသိမြင်ဘိုက်ကလေးတို့မှာအဖို့ကောင်းလို့၎င်းစက်တကောင်ရောင်းချထားလို့ငွေရလေးရှိနေလို့၎င်းရွာမဖျားဖို့အဖွဲနဲ့ရန်ကုန်မြို့ကိုရောက်ရှိခဲ့ပါတော့တယ်။ကျွန်ုပ်မှာရန်ကုန်မြို့ကြီးကိုမရောက်တာကြလို့မြင်ကွင်းတွေကထူးထူးဆန်းဆန်းဖြစ်နေပါတော့တယ်။ ဂျုံတိုင်းရွာမှာပစင်းကောင်းကားနဲ့လူ၂၀ကျော်ကျော်ထွက်လာခဲ့ကြတယ်။မြိုင်သာမြို့ကိုဖြတ်ပြီးတော့တောင်ငူမြို့မှာ ဖုန်ကြီးကျောင်းမှာအိတ်ကြပါရယ်။မနေ့ကရာခုတောက်သွားကြတောင်ငူမှာတစင်ရန်ကုန်မြို့ကိုရောက်ရှိခဲ့ကြတယ်။ပထမဦးဆုံးရွှေရကုံဖရားကိုဖူးကြတယ်။ကျွန်ုပ်နဲ့ပါလာတဲ့တက်ကြီးရွေအိုများရွှေရကုံဖရားကိုသူတို့တသက်မရောက်ဖူးကြသူများလို့သူတို့နှုတ်မှတိပြောပါပြီတော့တိပြောပါပြီ။ထို့နောက်ဗဟန်းအရက်ရှိဖုန်ကြီးကျောင်းတစ်ကျောင်းမှာတဲကိုကြတယ်။ ရွာရဲ့ဆွေမျိုးဖုံးကြီးဖြစ်လို့စားတောက်ဖို့စရိတ်ငင်းနေတကာတုတ်ပေကြီးကိုတလေးဆန်ယုံပို့ရမယ်ဟုတ်ပေသားပဲတလေးဆန်ယုံကိုတခါအောင်မှမရောက်ဘူးဒီလိုနဲ့ကျွန်တော်မှရန်ကုန်တလေးဆန်ယုံကိုရုံဝင်ခငွေတထောင်ကျပ်တိတိပေးချေပြီးတော့ဝင်ရောက်ခဲ့ပါတယ်ကျဲဝန်းလာတော့ဥယျင်ကြီးမှတာယာလှပြီးစွာဥစွာမြောက်များရှိရာကိုရောက်ခဲ့ကြတယ်ကျွန်တော်မှရိုးမတော်တွေကိုပြန်ရောက်သွားတယ်လို့ခန်းစားလိုက်ရတယ်ဆရာတော့ဒီမြောက်တွေကြည့်ရတာမြောက်မမာလေးတွေကြာနေရပဲ ဘာလဲကွာမြောက်မမကျမ်းမာရေးမကောင်းတဲ့လူမမအောင်ပြောတာမင်းကလည်းတဘာဝအတိုင်းမှမနေရတာဒါလောက်တော့ရှိမှာပေါ့ညတို့ရဲ့တဘာဝမှာတောရင်မှာလွတ်လပ်စွာစော့ကစားတတ်တယ်လို့သူတို့အတွက်စားစရာမျိုးစုံမှလည်းတောရင်မှာပေါ်လာတယ်။ညောင်နှကောင်ကကျွန်ုပ်ကိုချိပြီးနှကောင်ပြအနံ့ခံနေထိုးနောက်နောက်ကိုဆုပ်သွားတယ်။တွေ့လားဇက်တုတ်ကိုမြင်နာနဲ့ရန်သူဆိုတာသိသွားပုံရတယ်။မဟုတ်ပါဘူးကွာမယုံရင်ကြည့်ထိုးနောက်ခက်ကြီးကြီးမြောင်းတကောင်က ပြောင်းမှုရိုးပြလှမ်းပေါက်ပါတယ်။ ကြံမြောက်များက ပြောင်းဖို့ယူလို့ဖြစ်ဝိုင်းပေါက်ကြပါတယ်။မြောက်အော်တန်တွေစူညံသွားတယ်။ထို့နောက်ထိုမြောက်ယုံတယုံသေးမဟုတ်တော့ကြံမြောက်များကစူညံစွာအော်ပြီးတွေ့ရနဲ့ပြက်ပေါက်ကြတယ်။မြောက်အော်တန်များကအားလုံးကိုထိတ်လန့်သွားစေပါတယ်။မကြမီလုံးကြုံရင်းများအပြေးလွှားရောက်လာပြီးတော့မြောက်များကိုထိနေ။ဒါပေမဲ့မြောက်များကကျွန်ုပ်ကိုပင်ကြည့်ပြီးတော့ပြက်ပေါက်နေလို့လုံးကြုံရေးကကျွန်ုပ်ကိုကြည့်ပြီးခမရမြောက်တွေဘာလို့သွားစတယ်လဲ။ကျွန်ုပ်မစပါဘူးကြည့်ုံကြည့်ရပါ။ လုံချုံကြီးကကျွန်ုပ်ကိုအသေးချာကြည့်ပြီး"အော်လက်ဆက်သက်တော့ခမည်းကကြုံနိုင်ရွာကမုတ်ဆိုးကြော်မြန်ရစာတွတ်ပြီးကိုခမည်းကိုမြင်တော့အမဲပြင်မဲ့ချင်းပြီးလန့်ကုန်ကြတာအခုထိတ်မရတော့ဗျာ"ဒီတော့ခမည်းမြောက်တွေရှေ့ကထွက်သွားပြီပါတောင်းပန်ပါတယ်ဗျာကျွန်ုပ်မှမြောက်ရုံကထွက်ခွာခဲ့ရချေပြီးဘိုက်ကလေးတွေ့လားငါ့ရှိန်ဝါကရန်ကုန်ထိရောက်တာဟုတ်တယ်ဇက်တုတ်ကိုမြင်ပြီးလန့်သွားကြတာကျွန်ုပ်တို့လည်းငှက်ကလေးမျိုးကိုကြည့်ပြီးတမင်တရေတို့ရှိရာကိုရောက်ခဲ့ကြတယ် ဘိုက်ကလေးတို့ယူမာတွေမှာတွေ့ရတဲ့တမင်တရဲအုပ်တွေကတိတက်များတယ်နော်ကျွန်ုပ်လည်းတရဲအုပ်ကလေးတွေကိုကြည့်နေတုံးတရဲအုပ်စုမှာခေါင်းများကိုမော့ပြီးတော့အနန်းတစ်ခုကိုရရှိသွားပုံရတယ်ထို့နောက်ကျွန်ုပ်ကိုကြည့်ပြီးဝယုံသုံးကအော်ရဲ့စုညံကပြေးကြပါတော့တယ်ဝင်းကက်ထားလို့ပြေးစရာမရှိဘူးဝင်းထဲမှာပတ်ပြေးနေကြတယ်ကြည့်နေကြတဲ့လူများမှလည်းတရဲအုပ်စုလိုလန့်ဖြန့်ပြီးဟိုပြေးဒီပြေးဖြစ်ကုန်ကြတယ်ဟဲ့ဟဲ့တရဲတွေဘာဖြစ်တာလဲမသိဘူးအပြင်ထွက်ပြီးဂျိုးတွေနဲ့လိုက်ထုံးမှာပဲဖြစ်ဖြစ် ဇက်တုတ်ကိုမြင့်သွားပြီးဖြစ်ပြန်ပြီထင်တယ်။ထိုအခါပထမလုံခြုံရေးကစပိန်နဲ့ရောက်ရှိလာပြီးကဲဖြစ်ပြန်ပြီ။တရေတွေကဥတွတ်ပြီးကိုမြင်လို့သူတို့ကိုတတ်ဖို့လာရတယ်ထင်ပြီးကြောက်လို့ဝယုံသုံးကထွက်ပြေးကုန်ကြပြီ။ဒီနေရာကထွက်သွားပါတော့။ကျွန်ုပ်မှတော့စိတ်ထဲကလွန်စွာပီတိဖြစ်ရတယ်။ကျွန်ုပ်အရှိန်ဝါကကြီးမားလှပါပြီ။ကျွန်ုပ်မိချောင်းယုံရောက်ပြန်တော့အိနေတဲ့မိချောင်းကမျက်လုံးတစ်ဖက်ဖွင့်ကြည့်ပြီးတော့အမိတစ်ဖက်ဖက်ရိုက်ကရံပြုတ်ရံကြိုးစားတော့တယ်။လူများကထိတ်လန့်ကုန်တယ် နောက်မှပါလာတဲ့လုံချုံကြီးကကဲဥတ်တွက်ပြီးခမည်းတချောက်သွားပေးပါတော့ကြာထိမနိုင်သိမရဖြစ်လာပါလိမ့်မယ်ကျွန်တော်လဲကြားယုံကိုလှန့်အပ်တဲ့ကြားဟင်းတန်ကြီးကနားကွက်မတက်စူညံသွားတယ်ကြားမြားကကျွန်တော်ကိုမျက်နှာနဲ့ဒေါသတွေထွက်လာပြီးလောင်အင်းထဲမှာတောင်းကျမ်းတော့တယ်ကဲကဲဥတ်တွက်ပြီးရဲ့အားတော်နာပါလေဗျာတလေးဆန်ရုံအပြင်ကိုထွက်ပေးပါတလေးဆန်တွေကခမည်းကိုမြင်ထိမရဖြစ်ကုန်ပြီးအားတော်နာပါတယ်ဒီလိုနဲ့ကျွန်တော်နဲ့ဘိုက်ကလေးမှာတလေးဆန်ရုံအပေါဝတ်မှာငုတ်တုတ်ထိုင်ပြီး အဖော်များကိုစောင့်ရတော့တယ်။ထိုအကိုက်လုံးကျော်ရေးဝန်ထမ်းကရုံပောင်းဝမှာစာရန်တစ်ခုရေးပြီးတော့ကြပြခရကတ်ထားတယ်။ထိုစာရန်ကဥတ္တပီမဝင်ရဆိုတဲ့စာတမ်းဖြစ်နေပါတော့တယ်။ဒီနေ့ကမကောင်းပါလား။ဥတ္တပီမလာရ။မနက်အာယုံဦးကရောက်လာခဲ့ပြီးအလင်းရောင်ဖြော့တော်တော်မပီဝိုးတော်အချိန်မှာကျုံနှိုင်းရွာရဲ့ရွာဦးစီဒီနဘေးရှိရွှေတစင်ချောင်းကလေးကတာယာလျက်ရှိပါတယ်။ကျွန်ုပ်မှမနက်တိုင်းချောင်းနဘေးမှာလမ်းလျှောက်ထွက်တယ်။လေကောင်းလေတန့်ရှူတယ်။ อืมရိုးမတော်ရဲကလေလုံမဟုတ်ဘူးဒီလေကလက်ဆက်တယ်မသိမြင်မှာဂျုံတိုင်းရွာရဲ့၃ရက်တစ်စီးကိုဈေးဝယ်ထွက်တယ်ဘိုက်ကလေးကမသိမြင်ရဲ့တာဝန်များကိုထမ်းဆောင်ရမှာစိုးလို့ထင်နေလစ်ချေပြီအိမ်မှာထမင်းချက်အဝိရှော်မလုပ်ချင်လို့မိမမယူတာကျွန်တော်ကမိဖို့ကြောင့်လေးကိုဝင်ပြီးတော့ချွေးတလုံးလုံးနဲ့အလုံးလုံးနေကြတယ်ထမင်းအိုးသားကြက်ပြီးတော့ပိန်နေသေးကွင်းများချင်းရင်ဟင်းကမနူသေးဘူးထင်းများကထင်းအဆူမို့အတင်းငိုချင်းတယ်လို့ဖြစ်နေပြီမသိမြင်ကမချစ်ဘူးပြောတော့ ဒါလောက်မျက်ရည်မကြအောင်မျက်ရည်များကတွေးတွေးကြတယ်ဒူးနဲ့မျက်ရည်တုံနေရတယ်ကျွန်ုပ်ဘဝပဲတွတ်ပြီးငိုအောင်ငါလောက်တာငါလောက်တာမှတ်ပလားကျွန်ုပ်ကမိခိုးလို့ကြားရရှာတယ်မျက်ရည်ကိုအနိုင်နိုင်တုံရင်တခါကရိုးမတော်အတွေ့အကြုံများသွားပြီးတတိရမိတယ်ဆက်တွေ့ရင်အော်ရာပြူအော်ရာဟေးဘာအော်ရာလဲမိုးစိုးကြီးမို့တားကောင်ကြီးအော်ရာပဲမဟုတ်လားဘာလဲမျိုးအရက်ကတက်ကြအိုတွေက စေးဖို့ခြင်းလို့ကြားဝဲဟုလူကျင်တာလားတောက်တီးတောက်တဲ့ဂေါ်စီလာတဲကျေလူကျင်တလားစင်အသေးလူကျင်တလား ဟွန်းအစကြည့်လိုက်မှဖြစ်မဟုတ်မဟာကြီးပဲဥတုပြီပဲလေမဟုတ်ဘူးလားမဟုတ်ဘူးထရည်ဆိုင်ကတဆင့်မှားလိုက်တယ်ပွေးကောင်တွေကိုဖမ်းပေးပါတဲ့ထရည်အမည်လုတ်ဖို့တဲ့တကောင်90ပေးမယ်တဲ့ထူးဆန်းမှပဲဆရာတွတ်ရဲ့အဲ့ဒါပေါ့တွေ့ရင်ဆက်တည်းတွတ်ပြီဆိုတာကျွန်ုပ်လည်းမနေနိုင်ကြာရတာဝန်ထမ်းဆောင်ဖို့ရိုးမတော်တဲ့ကိုသာအတွင်ခီးနေရပြန်ပါတယ်ရန်ရစာတွတ်ပြီလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော် ရိုးမတော်ထဲမှာပွေးကောင်များရှိတယ်။မတိသူအဖို့ခတ်တော်လဲတိသူကတော့အလွယ်လေးဖြစ်တယ်။တိမ့်မုံရင်လဲ American Vision ကိုသွားလေ။ပွေးတွင်းများကကြွက်တွင်းလိုမနှက်ပါဘူး။တိမ့်တိမ့်လေးဖြစ်ပါတယ်။နက်နက်တူရင်အားကုန်နေပြ။ဟောဆဲထုတ်ရေဟိုမှာပွေးတွင်းဟုတ်ပါ။ဘိုက်ကလေးကပါလာတဲ့ပြောင်းထဲမှာငရုတ်မုံများကိုတုတ်တယ်။ပြီးတော့ပြောင်းဝကိုပွေးတွင်းမှာတိတယ်။ပြီးတော့ပြောင်းဝတစ်ဖက်မှနေပြီးလီနဲ့မှုတ်သွင်းတယ်။ငရုတ်မှုတ်တွေကပွေးတွင်းကိုဝင်ကုန်ပါတော့တယ်။ ကြာတော့ငရုံမော့အပူတံကိုပွေးတွေမခံနိုင်ရှာဦး။ဟာပူလိုက်တာ။အိုက်လိုက်မှုန်လိုက်တာ။ရှားတိဥတုကြောင့်ထင်နေ။ဟဲ့မဟုတ်ဘူးဟာငရုံမော့တွေပါလား။လူတွေလှုပ်တဲ့ငရုံမော့ပင်တို့ပွေးတွေကိုလာပြီးတော့မလှုပ်တာတော့။အာမနေနိုင်ဘူးထွက်မှာပဲ။ထွက်လာတဲ့ပွေးကောင်များကိုဘိုက်ကလေးနဲ့ကျွန်ုပ်ကတွင်းဝါမှဒုတ်တူနဲ့စီးပြီးစော်ရဲ။ဟောတကောင်။ဒီလိုတွင်းအောင်တတဝါများကိုဒုက္ခပေးတဲ့မုံဆိုးများပင်ကျွန်ုပ်လဲမိကိုမှွန်နေမျက်ရည်များကတော့မနိုင်ဘူး။ ချောင်းလက်တဟော့ဆိုတဲ့အော် ကျွန်ုပ်တို့ပွဲရင်းကိုငရုံမှုတ်တွေမှုတ်သွင်းတော့ကလည်းပွဲရင်းမှွန်ရှားလို့ဒီလိုခန်းစားကြရပေတယ်လို့တွေးမိပါတော့တယ်ကျွန်ုပ်ဝင်လိုက်တာပါလားသို့တော့တန်ဝေကရသလားမရရေးချာမရပါကျွန်ုပ်ရဲ့မိုးဆိုးဘဝတန်ဝေကလည်းမရတော်ရဲဝင်တာနဲ့စိတ်ပျော်နေတယ်တားကောင်နဲ့တွေ့ရမှာကိုရီးစားနဲ့တွေ့ရတယ်လို့ပဲရင်ခုန်နေတာကတော့အမှန်ပဲဒီကနေ့လဲတန်ဝေကမရသေးတဲ့အလုပ်ကိုလုပ်ရန်တော်ရဲကိုရောက်ခဲ့တယ် ဘိုက်ကလေးလေးကိုစမ်းစမ်းလေးကအကောင့်ထဲမရှိကင်တွင်မရဘလို့စမ်းမလဲလွယ်လွယ်လေးဘိုက်ကလေးကနဘေးမှာတက်ကဲပွင့်တပွင့်ကိုယူတယ်တက်ကဲပွင့်ကလေးလားဝဲလက်လက်ပြေမြူးကတက်တဲ့အပွင့်မျိုး တက်ကဲပွင့်ကိုမြှောက်ကြည့်တယ်တက်ကဲပွင့်ကလေးတိုးလို့ရှိုင်းနေတယ်တော်တိရပေါ့ဒူးဟာလေးအောက်ကမို့လေးကိုစမ်းခြင်းအမှုပြီးကြပြီအမဲသားကောင်ကလေးတင်ကမိုးဆိုးကလေးအောက်ကသားကောင်နဲ့တာမိုးဆိုးကရှာပေမဲ့မိုးဆိုးအနံ့ကိုသားကောင်မရ ။ဘာနဲ့မှမရောအေးစစ်စစ်ပဲ။ကျွန်တို့တို့လည်းတားကောင်ရှိရာကိုခြေတက်ခဲ့ကြတယ်။မိုးကမိုးမြေတို့ကနုဤနေပါတယ်။ရွက်ချောင်းမရှိဘူး။ခြေတက်လွန်အောင်တတိထားရတယ်။ဆိုးဆုနေတဲ့မြေဟာအတံပလန်တော့တိတ်မထွက်ဘူး။ချော်မှာပဲဆိုတယ်။ဟောတော့ဝက်ကြီးဟုတ်ပါကျွန်တို့ကစောင့်ကြုံနေတာ။အပပါလှင်လိုက်တဲ့တော့ဝက်ကြီးကျွန်တို့လာတာကိုဘလို့သိတယ်လဲမသိဘူးလေအောက်ကမှုအနံ့လည်းမရနိုင်ဘူးမင်းတို့တက်လှင်လို့တော့ဝက်လုံနေတာကတုံးနဲ့ခင်တူရင်လာလျော့ တောဝက်ကြီးကဝယုံပင်ချေးမှဒုံဆိုင်ပြေးလာတယ်။တောဝက်ဆိုတာကတောပရင်ပဲ။သူ့ရဲ့အဆွဲကထက်လာတယ်။ထိမိလိုက်ပါကပွင့်ထွက်ဆုပ်ပြတ်သွားဖို့သာပြင်ပြီးတော့ပြစ်ချိန်မရဘူး။ပြေးချိန်ရရင်ကံကောင်းကျွန်တော်နဲ့ဘိုက်ကလေးလဲလာရလမ်းကိုလှည့်ကပြန်ပြေးရတယ်။ဒါပေမဲ့လူကတလေးဆန်လောက်အပြေးမမြန်ဘူး။ဘယ်မြန်မလဲ။ငါကခြေလေးချောင်းပဲရှိတာ။ဘိုက်ကလေးကလှင့်နေပြေးရလမ်းမှာကျနေတဲ့နှွေကျိုးကိုခိုးကလွှားကနေလွှဲသွားတယ်။သွားပြီဆရာတို့ရေကျွန်ုပ်ကခိုးစရာနှွေကျိုးမရှိ ခုံကြစီရကြောက်တော့တွေ့တယ်။ဒါပေမဲ့ဒီကြောက်တဲ့ခုံကြပါကအယူတခြားအသားတခြားဖြစ်သွားလိမ့်မယ်။တောဝဲပတ်တာထက်တောင်စိုးသွားအောင်မယ်လို့တွေးမိရဲ့။ပြေးမလွတ်တော့ဘူး။ဒိုစင်ကျွန်တော်ရဲ့ခြေထောက်ကကြောက်ခဲပြောင်ပြောင်တလုံးနင်းမိချေရချောသွားတယ်။ဘိုင်းကနေလဲကြတယ်။မဟာပထဝီကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုဖဲမွေရလို့ကျင်နာစွာစီးကြိုတယ်။နာကျင်နာကိုတတိမရအောင်လှည့်ကြည့်တော့ဒီဒီဆိုင်ကတည်းကလိုဘရော့ကနေဝင်လာတဲ့တောဝက်ကြီး။တေပြီးတော့ကတုံး ဒါပေမဲ့ထိုးစမ်းတဲ့အချင်းရာကဖြစ်ပေါ်လာပါတယ်။၎င်းမှာတစ်ပင်ပေါ်မှာပြုတ်ကျလာတဲ့မဲမဲအရာကြီးမဲမဲအရာကြီးကိုခွာလျက်ပလာသူကဖိုက်ကလေးမဲမဲအခွေကြီးကတော့ဝက်ကြီးနဲ့ကျနှုတ်ကြကန့်လန့်ဝင်ကြတယ်။ဖိုက်ကလေးကခုန်ရှောင်သွားတယ်။အားကုန်ပြေးကျလာတဲ့တော့ဝက်ကြီးကရှေးမှာပြုတ်ကျလာတဲ့အရာကြီးကိုအုံငနဲ့ဝင်တိုက်တယ်။တော့ဝက်ကြီးနဲ့ထိုးအရာကြီးလုံးထွေးပါသွားရာကျနှုတ်လည်းခုန်ရှောင်လိုက်ရတယ်။ကိဟာဟာပြုတ်ကျလာတာမွေးကြီးကိုဟုတ်ပါ တော်ကြီးမွေဟောက်ကတော့ဝက်ကြီးကိုလိန်ကပတ်ကဆွဲညစ်တယ်။တော့ဝက်ကြီးကအဆွဲဖြစ်ပတ်လိုက်တိုင်းဝေခနာကိုကြီးကသွေးများဖွာကနေဖွာကနေထွက်သွားတယ်။ကျွန်ုပ်တို့လည်းတစ်ပင်မော်တက်တယ်။မွေကြီးနဲ့တော့ဝက်ကြီးရဲ့တိုက်ပွဲကိုအပေါ်စည်းမှရှုစားကြပါရစေ။မင်းကဘာဖြစ်လို့မွေအမိကိုခိုးပြီးပါလာလဲဟာ။ဟာပြေးလွှားရင်အပင်မော်ကြလာတာ။လွေကျိုးမှတ်ပြီးတော့ခိုးလိုက်တာ။လာလာလွေကျိုးမဟုတ်ပဲပြောစီစီနဲ့မွေကြီးဗျ။အဲ့ဒီမွေကြီးလည်းကျွန်တော်ခိုးလိုက်လို့တစ်ပင်ပေါ်ကပြုတ်ကြလာတာ။ တော်ဝတ်ကြီးရှေ့ရောက်သွားတာပဲဆရာတို့ရ။အဲ့ဒါကျွန်တော်ကကံကောင်းတာပဲဟဲ့။တော်ဝတ်ကြီးနဲ့မွေကြီးကသူမသားကိုမသား။တော်ဝတ်ဟာနှာနှုတ်ကိုမွေခဲခံရပြီးမွေကြီးရဲ့အားရှိပါရှိလိန်ကျရပတ်မှုကြောင့်ပျော့ချေပြီ။မွေခနာကိုကြီးကလည်းတော်ဝတ်အစွဲရဗရက်ဘွားမှာသွေးတွေညှစ်လိုက်တိုင်းဘွားကနေဘွားကနေပန်းထွက်တယ်။နောက်ဆုံးမှာတော့တော်ဝတ်ကြီးရောမွေကြီးပါသူမသားကိုအာသူပါဖြစ်ကြရှာပါပြီ။ကျွန်ုပ်ကသူတော်ဘောနဲ့သူကိစ္စချောရရှာတဲ့ရိုးမအမဲကောင်ကြီးနှစ်ကောင်အနာဝယ်ရက်လျက် ဂျုံတိုင်းရွာပြန်ရောက်ရင်မသိမြင်တဲ့ရွာသားများကိုကျွန်ုပ်တို့ခရခဲစေဘလို့စမ်းဆောင်ပြက်ခတ်ဖမ်းဆီးခဲ့ရကြောင်းဖောက်တဲ့ခြာရန်ဇက်ွက်စနေမိပါတော့တယ်။တပည့်ကြီးလူတွေမေးရင်အထင်ကြီးသွားအောင်ဆရာတော်ကတော်ဝက်ကိုတနက်တည်းနဲ့ထုပစ်သက်ဘိုက်ကလေးကမွေကြီးကိုဝင်လုံးပြီးဓာတ်နဲ့တို့အဲ့ဒါလို့ပြောနော်။ဟွန်းတတော်တော်ပါတတော်တော်တဲ့ကတုံးရဲ့ဒီနေ့ကံမကောင်းပါလား။ကျွန်ုပ်တို့ငယ်စဉ်ကရွာထဲရှိညောင်မင်းကြီးအောက်မှာဖေးလွှာကစားခဲ့ကြတာကိုကျွန်တော်အမှတ်ရလာမိတယ်။ ။ရောင်ပင်ကြီးရဲ့တက်တန်းကဘလောက်ကြာပြီကိုမသိပါဘူး။ကျွန်တို့လူမန်းတိတက်စာအရွယ်ကလေးကပင်ဒီညောင်ပင်ကြီးကညောင်မုံးစိမ်များဖြင့်ညောင်ပင်ဦးကြီးတပင်ဖြစ်နေပါပြီ။ကျွန်တော်ငငယ်ကအရိပ်ခိုပြီးတော့ချစ်ခဲ့ရတဲ့ညောင်ပင်ကြီးကအရွယ်ရောက်လာချိန်မှာမုံးစိမ်များထက်ကြောက်စိမ်များကပိုလာခဲ့ပြီ။ကြောချမ်းတလူလူတနေ့ရွာလေလမ်းမှာကိုချစ်တဲ့တယောက်ဝက်ပေါ်ပြီးသူ့အိမ်ကိုဝက်သားတွဲကိုဆွဲပြီးတော့ပေါင်ရီပြိုးစာချင်းညောင်မင်းအောက်ကိုရောက်လာခဲ့တယ်။ ဝတ်သားရဲကိုခဏချိတ်ပြီးတော့လုံကြီးပြန်ဝတ်အောင်မှဝတ်သားရဲကိုချိတ်ပြီးတော့လုံကြီးဝတ်နေစဉ်တကူလုံးနှစ်ပူးတလို့တုံပြီးဘုံကနေပြက်လဲကပါဇက်မှာအမြုံများထွက်လာတယ်။ရွာမလူများမြင်လို့သွားကြည့်ကြတဲ့အခါအသက်မရှိတော့ဘူး။မျက်လုံးပြူကကောက်ကွေးနေတယ်။ဖြစ်ရလေချစ်တဲ့ရဲ့။တေးရတော့မင်းသားလေးလို့ကိုယ်အောင်ကရရဲလို့ရွာသားများကကိုချစ်သေးတေတာကိုမကြောက်သေးပါဘူး။ကိုချစ်သေးမိမမိဥလုတ်ပုံကြောင့်ဒီညောင်မင်းကြီးကိုပို့ပြီးတော့ကြောက်လာစေပါရဲ့ မိဦးကတင်ညောင်ပဲမှာသူ့ယောက်ျားသေးပြီးနေနေတယ်လို့အိမ်မက်ပေးတယ်လို့ဆိုကမနေ့တကညတကထမင်းလာလာပို့နေပါဗျ။ကိုချစ်တဲ့ရေရှင်ကြိုက်တတ်တဲ့ငပြေမချက်လေးလာပို့ရတော့ကြည့်ဆောင်အယူစုနေအောင်မယ်နော်။တေးရလူများအယူစုမယ်တဲ့။ကိုချစ်တဲ့ရေဒီညနေတော်ကြိုက်တဲ့ပဇွန်လုံးချင်းနဲ့ငပိရေလေးလာပို့ရတယ်။တော်သားဟုတ်ကောင်နောက်နောက်စမကြိုးစားဘူး။အခုခေါ်လာတယ်ကြည့်ပြောအောင်။အငယ်မကလည်းအိမ်လုံးလောက်ခိုင်းလို့မရအောင်အစောသိမ့်မှတ်တာပဲ။ တနာစရာခမရမှာကျွန်တော်တို့မှာမိဥကိုကြည့်ပြီးတနာမိတယ်လို့လို့ညင်ပြင်းကတ်တယ်လို့လို့ခန်းစားမိရဲ့ဒါပေမဲ့မိဥရဲ့နေတိုင်းထမင်းလာပေါ်တဲ့ကိစ္စကဒီနေ့မှာတော့ထူးထူးဆန်းဆန်းဖြစ်သွားပါတော့တယ်မိဥကသူ့ယောက်ျားကိုဖြစ်တယ်လို့ကြွေးရတော့မဟုတ်ဘူးအသေးကြပကန်းနဲ့ထိပ်ပြီးအကြနာထားခဲ့ပြီးမှပြန်တက်တယ်ဒီနေ့သူထားခဲ့တဲ့ထမင်းပကန်းတွေထဲမှာစာရွက်ခောက်ကလေးတစ်ခုတွေ့လိုက်ရတယ်မိဥကစာကောင်းစာမတက်ဘူးထိုးစာကိုကျွန်ုပ်ထံပြေးလွှားယူလာပြတယ်ကွတ်တုတ်ပြီးကွတ်တုတ်ပြီး ဘာလဲမေဦးဒီဒီမှာချက်သေးစီကစလာရဲတော့ဟေးနှစ်ယောက်သားသေးပြီလေဘယ်ကစလာရမှာလဲလူတော်တော်များများကမိဦးရဲ့ရိုးသားပုံကြောင့်မဖြစ်နိုင်ဘူးလို့ရှိစရာသဘောထားကြတယ်။တယောက်ယောက်နောက်ပြောင်သွားရလို့သဘောထားကြတယ်။သို့တော်မိဦးဝတ်သားဟင်းနဲ့အရက်ပုတ်ပြီးနောက်နဲ့သူ့ပကံနဲ့လင်ပန်းကိုပြန်သိမ်းချိန်မှာပကံထဲမှာလက်ကင်ပေါ်ကအဟောင်းလေးနဲ့အထုပ်ကလေးတစ်ထုပ်အပြင်စားရဆောင်မှာတွေ့ရပါတယ်။ထုံးစံအတိုင်းကျွန်ုပ်ထံကိုဦးရဖားရပြေးလာပြီးတော့ကွတ်တွတ်ပြီကွတ်တွတ်ပြီ ဒီတက္ကစားရင်မဟုတ်အထုပ်ကလေးတစ်ထုပ်ပါပါရဲတော့ဟေးဘာရည်လဲမသိဘူးကျွန်တော်ကပြောပြောဆိုဆိုလက်ကင်ပေါ်ကအနွမ်းလေးနဲ့ထုတ်ထားတဲ့အထုပ်ကလေးကိုဖြည့်ကြည့်လိုက်တယ်ဟင်ငွေရပါလားတုံးတောင်းလောက်ရှိမယ်ညီအောင်စာဖတ်ကြည့်အောင်မယ်မိဦးတဲ့ငါနင်တို့သားမိချူချူတက်တက်နဲ့ရုံးကန်နေတာမြင်ရတော့စိတ်မကောင်းဘူးငါလည်းဘဝချားနေတော့ဘာမှလုပ်မပေးနိုင်ဘူးဒါပေမဲ့ငါတက်နိုင်တဲ့လောက်တော့ပေးလိုက်တယ်တမလွန်ကနှစ်ယောက်ကြာချစ်တယ်ကျွန်တော်ကစာကိုဖတ်ပြီးရေးရခန့်ငိုရခက်ချပြီး မိဥကဝန်တာလုံးလုံးစားတဲ့ပတ်စံလေးကိုကင်ကဆွေဆွေခုံနေရှာတယ်။ထိုတည်င်းလဲတရွာလုံးကိုပြက်နှံ့သွားစေရော်တယ်။ငွေ3000ပေးတယ်ဆိုလို့တရွာလုံးစိတ်ဝင်စားစေပါရဲ့။ပို၍လေဒီညောင်မင်းကြီးကိုစိတ်ဝင်စားလာတယ်။ဒါပေမဲ့စကားပေါက်များကပိုပြီးချက်ကားလာပြီးငွေ3000မှ3သိန်းဖြစ်နိုင်တယ်။တနေ့မနေ့ကျွန်ုပ်လဲမိဥရဲ့အကြောင်းကိုတကြီးပါစီအားရိုးမတော်ကိုမဝင်မီ ပြောပြရှာပါတော့တယ်။အဲ့ဒါပါပဲတကြီး။အလိုသူ့ယောက်ျားကတမလွန်းကထောက်ပံ့နေတယ်။ မဖြစ်နိုင်တာလုံးဝမဖြစ်နိုင်တာပဲဒီနောက်ကွယ်မှာတခုခုတော့ရှိရမယ်ဘယ်နဲ့ဗျာတမလွန်ဘဝကနေစပေးရတဲ့ကြားမကြားမိပါဘူးဗျာဒီညဒီလိုလို့ဗျာဒီညောင်မီတဝိုက်ကိုကင်းမုံချပြီးတော့စောင့်ကြည့်ကြမယ်ထူးခြားတာတော့ရှိလိမ့်မယ်မိဥညတိုင်းပို့တဲ့ထမင်းကိုသူ့ယောက်ျားဘလို့စားလဲဆိုတာသိရအောင်ထူးညကနေဝေမိုးချုပ်တာနဲ့တကြီးပါဝင်ကျွန်ုပ်တို့အုပ်စုညောင်မင်းကြီးနာကိုရောက်လာခဲ့ကြတယ်တရွက်လောက်တန်ပြင်းလာတယ်လို့လေးပါတိုက်လာတယ်လို့ခန်းစားမိလိုက်တယ် ဇတော့ကျင်းတည်ပါပြီဗျာတရေပဲဖြစ်မှာတရေတောင်ချစ်သေးဖြစ်ရင်ဖြစ်မဖြစ်ရင်သူ့အရင်ဒီညောင်မေအောက်မှာတည်တဲ့ဥပါကောင်းမဲ့ဖြစ်မယ်ဟာအရေးတဲ့ပေါက်ကြရီပြောနေပြန်ပြီကျွန်ုပ်ကအာနိုးလာမိုးကိုအမောင်ထဲမှာကျင်းလိုက်ရတယ်တရွက်လှုပ်တမ်းများ15မိနစ်ခန့်ကြာပြီးငြိမ်သွားတယ်သူအခိုက်ဖိုက်ကလေးစီမှာတန်တော်အတန်ထွက်လာတယ်စတုရေဟိုမှာဟိုမှာမိမတယောက်ဗျညောင်မေအောက်ကိုရှောက်လာနေတယ်ကျွန်တော်လဲဘိုက်ကလေးလက်ညှိုးထိုးပြရာကိုပြုပြည့်ကြည့်လိုက်ပါတယ်ဟုတ်ပါ မိန်းကလေးတယောက်ဘသူများပါလဲဘသူအမှလဲတိတိကျကျကြည့်စမ်းငါလိုဖိုးကြီးမျက်စိနဲ့တောင်မှအမောင်တဲမှာတန်းကနေသိတယ်ပိုးဆိုးဖြစ်ပြီးတော့မျက်စိတင်နေရဲ့လို့ဒီလိုလူကအမဲလိုက်တယ်ဆိုတာအံ့ဩရောအကြီးရဲ့တကြီးပါစီကကျွန်ုပ်ကိုနှိတ်ကိုနင်းနေသိတယ်ဒါဆိုရင်လည်းပြောစမ်းဘသူလဲဘသူအမှလဲမိဥပေါ်ဟာမိဥဟုတ်ပါမိဥမိဥဒီကလေးမှဘာလာလောက်တာလဲမသိဘူးမိဥကညောင်မင်းအောက်ကိုရောက်လာပြီးတော့ညောင်မင်းရင်မှထိုင်ချလိုက်တယ် လှုပ်ရှားတန်တခဏတိတ်သွားပြီးအမောင်ထဲမှာမိဥ်အတန်တိတ်တယ်လေးပေါ်လာတယ်။ကိုချစ်သေးရေကျမရောက်ပြီလေ။မနေ့ကညနေစောင်းကိုချစ်သေးကကျမကိုဒီနေ့ညတကောင်ရံမှာတွေ့ကျင်နေဆိုလို့ကျမလာခဲ့တာတော့ရှင်ကလေးတွေကလည်းစိုးပါရဲ့တော့အကြီးကောင်ကလည်းတော်တော်နဲ့မအိပ်ဘူးတော့အငယ်ကောင်မကလည်းအမေကိုတညလုံးဖက်အိပ်တာအခုတော့သူတို့အိမ်မှာထွက်လာလို့နောက်ကျသွားတာကျွန်တော်ကမိဦးရဲ့အတန်ကိုကြားလိုက်ရလို့ရှင်ထဲမှာတမျိုးကြီးခံစားရပါရဲ့ ဒါထက်ရှင့်လေကွက်ကိုဒီနေ့ကြုံမလုံနိုင်တော့ဘူးကိုရင်သားခင်ကိုပဲအငားချလိုက်မယ်ဒါနဲ့ရှင်ပြီးတဲ့ဆွေကျိုးလူလေကောင်ဆွေရမှာရှက်တယ်တော့ရှင်ပြီးတယ်ဆိုတာမယုံကြဘူးမယုံတော့လည်းမတက်နိုင်ဘူးဥတ္တပီးဆိုပူဆိုးသေးရတော့ကျုပ်ကိုနောက်လင်ကပဲပြေးတလို့လို့ကျုပ်ကရှင့်ပေါ်တစ္ဆာရှိဆုံးမှာရှင်မရှိလဲရှင့်ပေါ်တစ္ဆာရှိနေမှာအခုရှင်နဲ့တွေ့ရမယ်ဆိုတော့ကျုပ်တိတ်ပြောတာပဲကျွန်ုပ်ကတော့ကျွန်ုပ်နာမည်ပါဝင်နေလို့တော်တော်ကြီးကတိကောင်ဖြစ်ရတယ်ဒီကောင်မလေးတော့နော် ဒါနဲ့ရှင်ကိုပြောရအောင်မယ်ကျုပ်ကလည်းငွေလေးပါလေးပေးအောင်တော့စွဲကြတော့မယောင်းချင်ဘူးဟိုတလောကရှင်ပေးလိုက်တဲ့ပတ်စံ3000ကရှင်ကြံရစ်တဲ့ထရီကျွေး9000ပေးရတယ်တော့ကျွန်တော်အားလုံးတယောက်တည်းစကားပြောနေမိဥကိုကြည်ကစိတ်မကောင်းကြဘူးအတန်းပညာမရှိဘဟုတုတ္တနဲ့ပါတဲ့မိဥကိုတနာမိတာကတော့အမှန်ပဲထိုအခိုက်တည့်ရွက်များလှုပ်ခတ်လာတယ်ဟဲကိုချစ်သေးလာပြီမိဥအတန်းကြောင့်ကျွန်တော်စက်သေးမွေးမြများပင်ထထသွားတယ်တည့်ရွက်လှုပ်ခတ်တဲ့အတူယောက်ျားတယောက်အတန်းကြီးပေါ်ထွက်လာတယ် မိဥရှင်ငါချစ်တယ်နင်းယောက်ျားပဲနင်းရှိကိုငါကိုယောင်ပြမယ်နင်းပခုံးပေါ်ကတပတ်နဲ့မျက်နာစေးထားငါကိုမြင်နင်းလန့်သွားလိမ့်မယ်မလန့်မအောင်တော့ကိုယောက်ျားပဲဟာမဟုတ်ဘူးနင်းတို့လိုလူဘဝကလူတွေမြင်လို့မကောင်းဘူးအဲ့ဒါလိုမြင်လိုက်ရင်နောက်ငါလာလို့မရတော့ဘူးဟုတ်လားတိပါအောင်တော့ကျုပ်တပတ်နဲ့မျက်လုံးစေးထားပါမယ်ကျွန်ုပ်တို့ကအတန်လာရတက်ပင်ပေါ်မော့ကြည့်ကြတယ်အရေးရံကိုမမြင်ရဘူးထိုအခိုက်တက်ကိုင်းတစ်ခုပေါ်မှာ ဲမဲအရေးတခုမိဦးရှိကိုဖြုတ်ခင်းပြုတ်ကြလာတယ်။ကျွန်တော်ပါဇက်ကလမ်းအော်မိအောင်မနေထိန်ထားလိုက်ရတယ်။စတုတတိထား။ထိုအရိုက်ကမိဦးရှိမှာရက်ပြီးမိဦးရဲ့ပခုံးလေးကိုကင်လိုက်တယ်။မိဦးနေငေါတတိယနေရငေါဝမ်းတာရဲဟဲ။ကျုပ်ကျုပ်လဲတော့လို့ပါပဲ။ကျွန်တော်ကချင်းလေးကိုသဘောပေါက်လိုက်ပါတယ်။ကျွန်တော်လဲနေရာမှလိမြန်စွာထပြီးဂျိုတင်စီမံထားတဲ့အတိုင်းတနက်ကိုဖြောင်းကနေထိုးချိန်ပြီးအလုံးကလက်နဲ့တမီကိုစီဝိုင်းထိုးလိုက်ကြတယ်။ဟဲ့ကောင်မပြင်းနဲ့ ကျွန်တော်တို့ရဲ့ညက်ပွညက်ပိတ်ဝိုင်းလိုက်ကြလို့တပင်ပေါ်မှာလူမမျက်လုံးတွေပြဝေသွားပြီးထွက်ပေါက်ပိတ်သွားပါတယ်။မိဥ်ကိုဘေးကိုဆွဲဖယ်ပြီးထိုသူကိုဝိုင်းချုပ်လိုက်ကြတယ်။ထိုသူမှာအံအားတက်ပြီးပြေးဖို့ဘလို့မှပြင်ဆင်ချင်မရလိုက်ဘူး။ဟဲ့ကောင်မင်းခေါင်းကြီးခေါ်မောင်ချင်းမဟုတ်လားမလိမ်နဲ့မင်းတင်းကိုရထားပေးပြီ။ကျွန်တော်ရဲ့အမီးစကားကြောင့်ထိုသူမှာခေါင်းငိုက်ဆိုင်ချပြီးတော့အန်ကျိတ်ထားတယ်။ပြောစမ်းခေါင်းကြီးဒါမင်းကြံကုန်မဲလား။ညိုင်းသားကရွှေဆိုင်တစ်ခုကိုဖောက်ထွင်းတာ မင်းလက်ချက်မှန်းရဲရသိသွားပြီမင်းကိုဒီရွာတဝိုက်မှာလိုက်ရှာနေရမင်းကရွာထဲခိုးဝင်ပြီးတော့ဒီညောင်းမင်းပေါ်တက်ပုံးခုန်နေရမဟုတ်လားအမှန်ပြောစမ်းရွာဆွဲဘေးပြေးမလွတ်ဘူးထို့သူကကျွန်ုပ်တို့ကြည့်ပြီးခေါင်းကိုဖြင်းညှင်းစွာညှိပြလိုက်တယ်ဟုတ်ပါတယ်ဒီရွာကိုပြေးရင်ဒီညောင်းဘေးမှာအနားယူနေတော့ဒီမိဥဆိုတဲ့မိမသူ့ယောက်ျားကိုလာပို့တဲ့ထမင်းနဲ့ဟင်းစားပြီးညောင်းမင်းပေါ်မှာအိတ်နေရပါအစာပထမတော့ဒီရွာကနေတနေရာကိုထွက်သွားဖို့ပါပဲ။ နေတိုင်းညောင်ပင်ကိုလာပြီးသူ့ယောက်ျားမန်းနဲ့ထမင်းလာဖို့ငူနေတာကိုမြင်တော့စိတ်မကောင်းဖြစ်ပြီးတော့စာနဲ့ရေးရေးပြီးငွေပေးတယ်။နောက်ဖောက်ထွင်းရခဲ့တဲ့ဆွဲကြိုးလေးတစ်ကုံပေးတယ်။အိုဗျာရှင်းရှင်းပြောရရင်သူ့ကိုကျွန်တော်တနာတယ်။နောက်ပြီးတော့သူနဲ့ဒီနေ့ညချိန်ပြီးသူ့ကိုလက်ထက်ယူဖို့ပြောမလို့စိတ်ကူးထားတာ။အခုခမည်းတော်ကကျုပ်အကြံကိုချိုတိနေတော့ဘာတတ်နိုင်မှာလဲ။ဘာပဲဖြစ်ဖြစ်ဥပဒေအရအရေးယူခံပြီးရင်တော့မိဥစီပြန်လာပြီးကောင်းကောင်းမွန်မွန်ဘဝနဲ့သူ့ကိုလက်ထက်မယ်ဗျာ။ဒါဒါဆိုရင် ။ "तू อ่ะကိုချစ်တယ်မဟုတ်ဘူးပေါ့။ဟာအရေးတဲ့ဘဲကချစ်တဲ့ရမှာလဲ။ညိုင်းသားကရွှေဆိုင်ကိုဖောက်ထွင်းပြီးပြေးနေတဲ့ဖောက်ထွင်းဝိဆာမောင်းချက်။မိဟုကသူ့ပါးလေးကိုပုတ်ပြီးရှက်သွေးဖြာသွားပါတော့တယ်။ကဲ၊မင်းမိဟုပေါ်ထားတဲ့စေတနာကိုလေးစားပါရဲကွာ။ဒါပေမဲ့ဥပဒေရဲ့အဆုံးအမကိုခံယူပြီးတော့လိမ္မာအောင်ပြုတ်ပြင်ပြီးမှတို့ရွာကိုပြန်လာပြီးမိဥစီမှာခွင်တောင်းပြီးတော့ဟုတ်ပါတယ်မိဥကိုစတွေ့ပြီးတော့ကျွန်တော်ဘဝကိုကျွန်တော်ပြုပြင်ထုံးမယ်လို့ဆုံးဖြတ်ပြီးပါပြီဗျာကဲဝတ္တရားရှိတဲ့အတိုင်းလုပ်ကြပါတော့ ။ခေါင်းကြီးခေါ်မောင်ချက်ကမိဥကိုစိတ်စိတ်မိမိကလေးကြည့်ရှာတယ်။မိဥမှလည်းခေါင်းကြီးကိုကြည့်ပြီးမျက်ရည်လေးတွေစုံနေချေပါတယ်။ကျွန်တော်တို့လည်းဖောက်တန်းဝိဆာခေါင်းကြီးကိုခေါ်ပြီးတကြီးအိမ်ကိုထွက်ခဲ့ကြရာရွာဦးကျောင်းမှာအာယုံအုံမောင်းခောက်တံပင်ကြားနေရတယ်။ထိုအခါဘိုက်ကလေးကခေါင်းကြီးတံပြေးလာပြီးခေါင်းကြီးအားဒါနဲ့တရက်တွေအရန်လောက်တာကဘလို့လောက်တာလဲရင်ကျွန်ုပ်ကဘိုက်ကလေးကိုကြည့်ပြီးခေါင်းကြီးမပြောခင်ကျွန်ုပ်ကကြိုတင်ပြောလိုက်တယ်ဒီမှာနိုင်လွန်ကျိုးအနက်တွေနဲ့တကိုင်းလေးတွေကိုခြိထားတာပေါ့ကွာ လေမတိုက်ပဲတရွက်တွေကိုညံ့ညာလှုပ်ပြီးတော့လူတွေကတရဲချောက်တဲ့ထင်အောင်ပေါ့ငတုံးရဲ့ဒါမှလူတွေမလာရဲတော့သူတယောက်တည်းနေလို့ရမှာပေါ့မဟုတ်ဘူးလားဟုတ်ပါတယ်အကိုကြီးတိတ်တော်ပါတယ်ဗျာတော်ရှာပါပြီလေကျွန်ုပ်ကဖောက်တွင်းဝိဆာချီကျူးစကားဖြင့်သွေးနဲ့တင်ရောက်သွားတော့လေတကြီးပါစီစကားကြောင့်လူပုံလည်းအဆက်ကွဲရတယ်ဘာမှမတော်ဘူးလူထင်ကြီးအောင်လုပ်နေရတရွက်တွေအတက်လို့လုံမန်းတည်ရင်ခုနကကတော့တရွက်တွေအရန်လေးလှုပ်ရောကျုပ်ဘေးနားကပ်ပြီးဒူးတွေတုံးလို့ရှူးရှူးတွေတောင်ထွက်ကြတာမသိဘူး ဘလိုပင်ဆိုစီကျွန်ုပ်ရဲ့တွေးစားချက်တကြီးပါစီရဲ့စွမ်းဆောင်ချက်များကြောင့်ဖောက်တွင်းဝိဇ္ဇာတယောက်ကိုဖမ်းဆီးနိုင်ခဲ့ပါတော့တယ်။ညောင်မင်းကြီးပုံမြင်ဇလန်းလည်းအဆုံးသတ်တော်တယ်။ဒီနေ့ကံမကောင်းပါလား။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနာဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။